မင်္ဂလာပါကျွန်တော်တော့ဆိုင်ငယ်နေပညာစိတ်ဝင်စားသူများ page မှာခတ်မှုစီဖြစ်ပါတယ် user တွေနဲ့ပေါ့နော်ဒီဆက်စရာတွေနဲ့ကြားထဲမှာဒါဖြစ်လိဖြစ်တဲ့ရှိတဲ့အရာတွေရှိတယ်အဲဒါမျိုးတွေကျောင်းလာခဲ့ပြီဆိုလို့ရှိရင်ဟိုပို့သုံးပြချက်ပေါ့နော်မှန်မှန်မှန်အဲကိုတွေးတာမှန်မှန်လေးကိုသိအောင်အဲဒါ ်ဖြေရမယ်လောက်ပါပါအဲကြောင်ကြတော့ဘောနော်ဒါလေးလာတဲ့ညီကိုလေးအတွက်လဲစာရည်ရေးတယ်အဲယူဇာတွေအတွက်လဲဒီ knowledge sharing တွေလုပ်တယ်ဆိုတော့ဒီဂျာထဲမှာပြီးတော့ကိုကိုရန်နဲ့ဒီ service point လုပ်တယ်ဘောနော်အဲကိုကိုရန်နဲ့ဒီ service point ကိုလုပ်နေတဲ့အခါမျိုးမှာဒီယူဇာတွေနဲ့ဆက်ဆရာဂျာထဲမှာဖြစ်လိဖြစ်တာရှိတဲ့ဟာတွေကိုကျွန်တော်တို့အများကြီးကြုံရတယ်အဲအဲ့ဒီမှာဘာတွေဖြစ်တတ်လဲဆိုတော့ဆက်ဆရာတွေပေါ့နော်တခါကြကျွန်တော်တို့ကတတိယဆက်ဆရာရှင်းမပြပြထားပြီးရှိတယ် အဲနောက်တစ်ခုကတော့ user တွေကောင်းကောင်းနားမလည်တာတွေရှိတယ်ဒီတော့အဲတချို့ဟိုထင်တာတွေကလွဲနေတာတွေရှိတယ်သူတို့မှန်တဲ့အရာလေးတွေလည်းမှားနာမျိုးတွေရှိတယ်အဲဒါလေးတွေကိုနည်းနည်းလေးတိအောင်ပြတ်ပြတာပါဟိုဒေတာအကြောင်းအရာမျိုးတော့အများကြီးရှိမှာပဲပေါ့နော်အဲဒါပေမဲ့ခုပြောပြတာကိုဟောဒါနမူနာပေါ့နော်ယူပြီးတော့ကျန်တာတွေကိုတော့ကိုယ်တိုင်ဆက်တွေးပြီးတော့ဒါတုံးတက်ပေါ့နော်အဲဒါလေးကိုပြတ်ပြတာပါဥပမာဆိုင်ငယ်တစည်းပေါ့နော် ဟိုနားနေရပြောပြအောင်လို့ဆိုလို့ရှိရင် starline တခုဆိုပါဆိုပေါ့နော်။ဆိုင်ငယ်တိရစတက်မရအောင်ဆိုပြီးတော့အဲကိုစီရောက်လာတယ်။ကိုစီရောက်လာတဲ့အခါမျိုးမှာအဲမော်တာကာဘွန်ကုန်းတယ်ဆိုပါဆိုပေါ့နော်။မော်တာကာဘွန်ကုန်းနေတယ်။ကိုကမော်တာကာဘွန်လဲပြလိုက်တယ်။အဲမော်တာကာဘွန်လဲပြလိုက်တဲ့အခါမှာကိုရှိမှအစဉ်ပြေးသွားတယ်ကိုဆိုင်ငယ်ပြန်အပ်လိုက်တယ်ပေါ့နော်။နောက်ရက်ကြတော့သူကဒါစတက်ပြန်မရဘူးပေါ့နော်။ တက်ပြန်မရဘူးအဲ့အချိန်မှာကိုယ်စီပြန်လာရင်လည်းလာမယ်ဒါမှမဟုတ်ဘေးတိုင်မှာပြရင်လည်းပြမယ်အဲ့အဲ့လိုမျိုးပြတဲ့ခါမျိုးမှာဥမာခလုတ်ကဖြစ်နေတဲ့ဆိုပါစို့ဘောနော်ဒါခလုတ်ပြတ်သွားတာ ਨੇ အတိုးတယ်အဲခလုတ်ပြတ်သွားတာမျိုး ਨੇ တိုးတဲ့ခါမျိုးမှာဗာမျိုးတွေအကျုံရလဲဆိုတော့ဟိုသူကခလုတ်ခဲတင်လဲပြလိုက်ကြဗျာဥမာဘောနော်ခလုတ်လဲပြလိုက်ကြစတက်ကကောင်းသွားတယ်ဟိုရေရှည်လက်ခံတယ်ဘောနော်အဲ့တော့သူစိတ်ထဲမှာဘယ်လိုမြင်လဲဆိုတော့တကယ်တော့ဟိုနားမလည်တာဘောနော် သူစိတ်ထဲမှာဘယ်လိုမြင်လဲဆိုတော့အစိုးရရဲ့ခလုံးမကောင်းတာပေါ့နော်အဲ့ဒါကိုဟိုကိုနကဒီကာဗွန်လှည့်ပြလိုက်တဲ့ဆိုင်ရပဲဒါဂျင်းထဲသူလိုပါလိုဒီကြုံရတာပေါ့နော်ဟိုအဓိကပြောချင်တာကနော်ဟိုအကုံကိုကျွန်တော်ကခြုံငုံပြီးတော့တွေးရတာပေါ့နော်ဒီဆက်စရာတွေထဲမှာလည်းတကယ်တော့တကယ်အနစ်နာခံရစရာတွေအများကြီးရှိသလိုအဲ့ဂျင်းထဲတဲ့ဟိုသူလည်းရှိမှာပေါ့နော်ဒါကတော့ဆန်နေထဲမှာတော့ကြောက်ပါသေးတာပဲပေါ့နော် တော့ဒီတော့အကုန်လုံးကိုကျွန်တော်ခြုံငုံပြီးတော့ပြောရတယ်သုံးသက်ပြရတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီဟိုခုနကအကြောင်းပြန်ဆက်မယ်ဆိုရှင်အမှန်ငယ်ပေါ့နော်ဒီစတက်မရတာကလည်းပထမလဲဒီကာဗွန်ကြောင်းပေါ့နော်အဲနောက်တစ်ခုကဒါတိုက်ဆိုင်ပြီးတော့ဒါထပ်ပြီးတော့ခလုတ်ဖြစ်တယ်အဲ့တော့ user နေနေကဘာတွေသိဖို့လိုလဲတို့ထားလဲဆိုဥပမာဗျာပြောရနာဟိုစတက်မရတဲ့ပြစ်ချက်ပေါ့နော်စတက်မရတဲ့ပြစ်ချက်ကအများကြီးရှိတယ်ဘယ်လိုကြီးကောင်းလား ပြီးတော့ဝါရင်းမိုင်းတွေကောင်းလားတော့ကောင်းလားခလုတ်ကောင်းလားဆူလိုနိုင်ပေါ့နော်ရလေးတွေကောင်းလားအဲဒါမော်တာတွေကောင်းလားပေါ့နော်အဲမော်တာကောင်းပြီဆိုမှဒါအင်ဂျင်နဲ့ချိန်ဖို့အကန့်ကြီးအများကြီးရှိသေးတယ်ဒါအဲစတက်ဘော့ကတ်တွေစပြီးတော့ပေါ့နော်ဒါမျိုးအဲ့တော့ခုနကပြောတဲ့ထဲမှာပဲဥပမာကျွန်တော်အဲ့ဒီထဲကမှဒီမော်တာအောင်ပဲပြင်ပေးလိုက်တာမော်တာပြင်ပေးလိုက်ပြီမှတိုက်ဆိုင်တာလည်းရှိတယ်ဟိုဥပမာပေါ့နော်ဟိုကောမော်တာပြင်ပေးလိုက်တယ်တရက်နှစ်ရက်ကြာတော့ဒါ really အလုံးမလုပ်တော့တာဒီပေါ့နော်ဒါဆိုတော့ကျုံးတာမျိုးတွေကျုံရတယ်ပြီးတော့ခလုတ်မကောင်းတာမျိုးတွေ ကြုံရပါတယ်အဲဒါမျိုးတွေဖြစ်တဲ့အခါမျိုးမှာဘာတွေဖြစ်တတ်လဲဆိုရင်အထင်အမြင်မှားတယ်ပေါ့နော်ဟောပရမဆိုင်လောက်ပြလိုက်တာမသေးကြတာလားဒါမျိုးတွေရှိတယ်ဟောဆိုင်နေနေနဲ့လဲဟို view ဆက်အမှားတော့ရှိပါတယ်ဒါတွေခွဲခြားတတ်ဖို့ပြောတာပေါ့နော်အမပေါ်ကျွန်တော်ကချက်ဖို့နှစ်လုံးလုံးမိကြံခဲ့ဥမာပေါ်တော့ဒါကျွတ်လဲတဲ့ဆိုပါဆိုပေါ်တော့နောက်ပြီးကျွတ်လဲတဲ့ကျွန်တော်မှအဲဟာရောင်းတဲ့ရှိတယ်ဘရိတ်နဲ့တည်းရှိတယ်ပေါ်တော့အဲစတဲ့ပြင်ဒါလေးကိုကျွန်တော်ကချက်ဖို့ တစ်ခုခုမေ့ခဲ့တယ်ဆိုတာမျိုးဆိုရင်တော့ဒါဒါဆိုင်နေပေါ့ဆမ်ပေါ့နော်ဒါဆက်စရာတွေပေါ့ဆမ်မှုတောင်းဝင်မှုတောင်းဝင်မှုရှိရမှာပေါ့နော်ဒါကတပိုင်းပါပြီးစနစ်ကျမှုပြီးပေါ့နော်အဲဒါတွေကတပိုင်းပေါ့အဲ့လိုမှမဟုတ်ဘဲနဲ့ခုနကမျိုးဆိုရင်တော့ဒါဆက်စရာတွေနဲ့မဆိုင်ဘူးပေါ့နော်ဒါဖြစ်လေဖြစ်တာရှိတတ်တယ်အမျိုးမျိုးလည်းပြောပါဒါကိုခွဲခြားသိမြင်အောင်ပြောပြတာပါဆက်စရာတွေအနေနဲ့ပေါ်ဆလို့စနစ်မကျလို့မသေးချာလို့ဖြစ်တဲ့အရာတွေလည်းရှိတယ် အဲအဲ့လိုမှမဟုတ်ဘူးကတော့ကျွန်တော်ပြောနေတာဟိုနော်ဟိုစတက်မြောက်ဆိုရောက်လာတဲ့ကိုကမော်တာလိုင်းကိုရှယ်ပြင်းပေးလိုက်တယ်ဒီတာတာနာနာလုပ်တယ်အဲဒီဆိုနိုက်တီရယ်လီတီဟိုနော်အဲ့အချိန်မှာကောင်းနေတယ်ကိုအဲ့တော့မော်တာကာဗွန်သေးတင်လဲပေးလိုက်တယ်နောက်ရကြတော့မှခလုတ်ကပြည့်ရှင်ပြည့်မယ်ဆိုနိုက်ကပြည့်ရှင်ပြည့်မယ်အဲဒါမျိုးကြတော့မှကိုလုံးလိုက်တဲ့အပိုင်းကမဟုတ်တာမျိုးဆိုတော့ဒါတိုက်ဆိုင်မှုလို့လည်းပြောလို့ရတယ်ပေါ့နော်ကျွန်တော်တို့အကုန်လုံးလုံးမပေးနိုင်ဘူးပေါ့နော်အကုန်လုံးမပေးနိုင်ဘူးပေါ့နော်စတက်မြောက်ဆိုကိုစီရောက်လာတယ် ဟာဒီကတော့ကလည်းပြောနေရကာဗွန်မကောင်းအဲ့အချိန်မှာပြဒီစတက်နဲ့ပတ်သက်ထားရင်အကုန်မဆုံးမှမလဲဘူးပေါ့နော်ဗရလေးတွေခလုတ်တွေရှိမှာဟိုက်တိုက်စီမလဲဘူးဖြစ်ရင်ဖြစ်တာပဲပြင်းပေးတာပါဒါခါကျဒီလိုမျိုးတိုက်ဆိုင်မှုလေးတွေရှိတတ်တယ်ဆိုတာလေးကိုပြောပြတာပါနောက်တစ်ခုက first free four ပေါ့နော်အဲဘယ်လိုပြောအောင်လဲပေါ့နော်အဲတခါလေးမှာပစ္စည်းအဲ့ဒါတွေလည်းအများကြီးကြုံရတယ်ဒါကအခုပြောလက်ဆန်နေဆိုတော့ဒီဥမာပေးတဲ့ဒီ step line ကိုပဲကျွန်တော်ပြောမှာပေါ့နော်ဥမာ step များလို့ဆိုပြီးရောက်လာတယ်ပေါ့နော် အဲ့ဒီအချိန်မှာကျွန်တော်ကဒီ rally ပေါ့နော် solo night ဘူးမကောင်းဘူး solo night ဘူးအလုံးမလုံးဘူးအဲပြတ်တယ်ဆိုပါဆိုပေါ့နော်အဲ့တော့ဟုတ်ပြီဒါပြတ်မှန်ကျွန်တော်ကသိပြီပေါ့နော်သိပြီဆိုတော့ဘာတော့မလဲဆိုတော့ solo night နောက်တခုအစ်စ်လဲရတယ်လဲလိုက်တဲ့ဟာဒီအီအသွေးပိုင်းပေါ့နော်အဲတချို့ဆိုဒစိကောင်းတာတွေမှာတော့အဲ့ဒါပါတာပဲရှိတယ်ကျွန်တော်တို့အနေနဲ့ဘာမှဒီစစ်လို့မရဘူးပေါ့နော်အဲ့ဒီတော့မှပေါ့ဒီ rally မကောင်းဘူးအစ်စ်လဲပေးလိုက်တယ်ဘင်း ကျွန်တော်တို့လက်ထက်မကောင်းတဲ့ဘင်းပြလိုက်တယ်နောက်တရက်နှစ်ရက်လောက်ကြာတော့အဲ့ဒီ rally ပြန်ပြတ်တယ်ပေါ့နော်ပြန်ပြတ်တယ်အဲဒါမျိုးတွေလည်းကြုံရတယ်ပစ္စည်း error ပါတာတွေရင်းရှင်းမခံရတယ်ဒါမျိုးတွေတော့လေအဓိက user တွေအနေနဲ့ဒီလိုမျိုးတွေမတွေးတဲ့နားမလဲဒီအခါမျိုးမှာကျွန်တော်တို့ဒီအဓိကရင်ဆိုင်တာ access ဆိုင်နဲ့ရင်ဆိုင်ရတာပေါ့နော်ဒီဆိုင်ရထည့်ပေးလိုက်တာမခံဘူးဆိုတဲ့ဟာမျိုးတွေအဲကြုံရပါတယ်ဒီလိုမျိုး first report တွေလည်း အများကြီးကြုံရတယ်နောက်တစ်ခုကတိုက်ဆိုင်မှုတွေလည်းတော့အများကြီးရှိတယ်ပေါ့နော်တိုက်ဆိုင်မှုတွေအများကြီးရှိတယ်ဆိုတော့ဥပမာအဲတိုင်မချင်းတဲ့ဆိုင်ကစီလာပြီဆိုပါစို့ပေါ့နော်တိုင်မချင်းတဲ့ Okay သူလာတော့လည်းစီးဝင်လာတာပဲမှန်တယ်အဲ့ဒီပင်ရစီးဝင်လာတယ်ပေါ့နော်ကျွန်တော်တို့စီမှာတိုင်မချင်းတဲ့ဖြုတ်ချတယ်လိုရထားတယ်ပေါ့နော်တိုင်မချင်းပြန်ဆင်လိုက်တယ်ဆင်လိုက်တဲ့အခါမှာစီရီယန်ထအကျုံးတဲ့ဗင်မျိုးတွေလည်းတိုက်ဆိုင်တာပဲအဲ့လိုတိုက်ဆိုင်တာရေကျုံရတာပဲပေါ့နော်အဲ့ဒီတော့ဟို ဘယ်လိုမျိုးတွေဖြစ်တယ်လဲဆိုကိုလုံးလိုက်လို့အဲဒါကျွန်းသွားတယ်ပြတ်သွားတယ်ပုံစံမျိုးတွေလဲထင်ရတယ်ပေါ့နော်ပရမတ်အကောင်းပေါ့နော်ဒါလို့ပြောမှဖြစ်သွားတယ်ဘယ်လိုမျိုးလဲထင်ရတယ်အဲ့လိုမျိုးတိုက်ဆိုင်တာတွေကလည်းအများကြီးရှိတယ်ဗျာတခါလေဆိုလို့ရှိရင်ကိုဥမာပေါ့နော်သူကမီးပြောက်လို့ဆိုပြီးတော့ကိုစီရောက်လာတယ်အဲ့ဒီဟာကိုကပြင်းမိလိုက်တယ်နောက်ရဆက်မလို့ဆိုပြီးတော့ထက်ရောက်လာတယ်နောက်ကစီလိုင်းကြောင်တာပေါ့နော်ဒီလိုမျိုးတိုက်ဆိုင်မှုတွေလည်းတော့အများကြီးကြုံရတယ်အဲနောက်တစ်ခုဆိုရင် ဖြစ်ပါသေးတယ်အများနဲ့ဖြစ်လိမ့်ပြီတော့ဆိုင်ရုံရောက်လာတဲ့ enjoy ငတ်နေဆိုင်ငယ်တစ်စီးကိုနော်ဟောကိုကပြောလိုက်တဲ့ဒီဒီဘင်းက enjoy ငတ်နေတယ်ဟို enjoy ကြနေပြီပေါ့နော်ဥပမာဒီလိုမျိုးတွေသူရှင်းပြတယ်အမပြီးတော့ enjoy view site ကိုတွေပြောတယ်ပြောပြီးအခါမှာ enjoy မရှိတဲ့တော့ enjoy အသစ်ထည့်လိုက်တယ်အဲ့တော့ဘာပြောတဲ့ night ဖြစ်လာလဲဆိုတော့ kiss horror တွေမိကိုလိုက်တာတွေဖြစ်သွားတယ်ပေါ့နော်ဖြစ်သွားတော့အရှုပ်ဆိုရှင်ကသူ့ဘင်းပထမအကောင်းပေါ့နော်အဲခုမှဖြစ်တယ်ဒီလိုမျိုးတွေလည်းအများကြီးကြုံရတယ်ဒါကြောင့်တော့ဘာကြောင့်ဒီလိုမျိုးတွေ အဲဖြစ်တတ်တာလဲဆိုလို့ရှိရင်ခုပြောပြောနေရလို့ပေါ့နော်အဲ user တွေအနေနဲ့လဲဖန်ကနေပတ်သက်တဲ့သဘောတရားတွေဖြစ်လေဖြစ်တာရှိတာတွေနားမလည်တဲ့အခါမျိုးမှာဘာကြောင့်ဖြစ်တယ်ဆိုတာမသိဘူးပေါ့နော်မသိဘူးဆိုတော့သူကထင်တယ်ဒီလိုမျိုးအမြင်မှားအထင်မှားတာတွေရှိတယ်အဲဒါတွေတွေသဘောပေါက်စေချင်တာပါဒီလိုသဘောပေါက်ဖို့ဆိုတော့လေအခြေခံတွေတော့သိဖို့လိုတယ်ဒါတွေသိမှသာပဲဩဒီဆိုင်တကယ်ဟိုဥမာပေါ့နော် error တစ်ခုဖြစ်ပြီဆိုရှင်ခုနကကျွန်တော်ပြောနေရဆိုင်ရမတည်ကြတာလားပေါ့နော် ဟိုဆိုင်ရမတည်ကြတာလားတိုက်ဆိုင်မှုလားဖြစ်လေဖြစ်တာရှိကြလားဒါမှမဟုတ် first three four တွေဘလုံးသားပစ္စည်းတွေမှာပဲ error ပါလာတာလားဒါမျိုးလေးတွေတွေးတတ်ဖို့လိုပါတယ်ဒါမျိုးလေးတွေတွေးတတ်လို့ရှင်တော့ဟိုအဆင်ပြေတာပေါ့နော်နောက်ဘို့ဆိုရင်တော့ဟိုဘယ်ကဘာကြောင့်ဖြစ်တာလဲဆိုတော့ဟိုနားမလည်နိုင်ဘူးနော်တရားနဲ့ပတ်သက်ပြီးပြောတရားတွေအများကြီးရှိတယ်ဆိုတော့အပိုင်းလိုက်အပိုင်းလိုက်တွေခွဲပြီးတော့ပြောမယ်ပေါ့နော် ဟုတ်ပါဒီဗီဒီယိုလေးကတော့ဒီလောက်ပဲပြောပါမယ်နောက်ဗီဒီယိုကျမဆက်ပြောပါမယ်အဲထုံးစံတိုင်းပါနော်ကျွန်တော် online class အချင်းနဲ့ညီကိုတွေကတော့ဒါဆိုင်ကနေပညာစွန့်ဝင်သွားသူများဆိုတော့ flower နှစ်သိန်းရှိတယ်ပေါ့နော်အဲ့ဒီ page မှာဆက်သွယ်တက်ရောက်လို့ရတယ်ဒါမှမဟုတ်ဒီ TikTok message ပေါ်မှာလည်းဆက်သွယ်တက်ရောက်လို့ရပါတယ်နောက်ဗီဒီယိုကျမကျွန်တော်လေးတွေဆက်ပြီးတော့ပြောပါမယ်